အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွှေချဲ့ထားတဲ့ပုံမြင်လေးကတော့ရုပ်တူတဲ့ရောင်မလီရဲ့မိဖို့ကန်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါနန္ဒီတာပထမဦးဆုံးအကျဉ်ရောက်ခမအင်ကိုရောက်ရှိလာခဲ့ပါတယ်ဒီနေ့ငါပထမဦးဆုံးအကျဉ်ရောက်ခမအင်ကိုရောက်လာတာဆိုတော့အားလုံးအတွက်အစားအသောက်တွေမျိုးစုံချက်ပြုတ်ကျွေးရမယ် ဒီအချိန်မှာသူ့ရောင်မလေးပင်ကီမီဖို့ခံနေဝင်လာခဲ့ပါရင်ရောင်မရေဒါကိုလုံးဝလက်နဲ့မထိနဲ့နော်ဒါကိုကျမတငယ်ချင်းကလက်ဆောင်ပေးထားတာလေကျမဘယ်သူမှထိရကြိုက်တာမဟုတ်ဘူးရပါတယ်ရောင်မလေးရဲ့ဒါနဲ့မကြိတ်နဲ့ဆိုရင်မကြိတ်တော့ငါဟာငါပဲထောင်းပြီးတော့ဟင်းချလိုက်တော့မယ်နော်ကောင်းတယ်အရန်ကောင်းတယ်ပြောဆိုပြီးနောက်ပင်ကီမီဖို့ခံနေကနေထွားခွာသွားခဲ့ပါရင်ဒီနောက်မှာတော့နန္တီသားကသူ့ကိုယ်ရိုင်းမဆလာတွေကိုကြိတ်ခဲ့ရပါရင် ခဏနေတော့ပင်ကီနဲ့အယံကိုဆင်တူတဲ့နောက်ထပ်ညီမတယောက်ဖြစ်တဲ့ရင်ကီရောက်ရှိလာခဲ့ပါတယ်။အော်ရောင်းမရဲ့ဒီနေ့လိုခက်ကြီးတယ်မကိုဟော့ကိုလက်နဲ့မဆလာကျိတ်နေတယ်။အရှိမကြည့်ပါအောင်အမရဲ့ကျိတ်ဆက်ရှိတာပဲလေ။ပလက်ထိုးကျိတ်ဆက်ကိုတုံးလိုက်ပေါ့။နန်တီသားကလည်းသူ့ရောင်းမလေးပြောတဲ့စကားကြောင့်အံ့အားတင်သွားခဲ့ရပေါ့။အခုနောက်နေရင်ပဲသူ့ရဲ့ကျိတ်ဆက်ကိုအတော့မပြူပါနဲ့ဆိုပြီးတော့ငောက်လာပြောသွားတယ်။အခုတော့ကျိတ်ဆက်ကိုတုံးပါတဲ့။ဘလို့ဖြစ်တာလဲမသိပါဘူး။ ဲသူတလောက်တောင်ပြောနေတယ်ဆိုတော့ငါအပင်မခံစီရမလို့တော့ဘူးကျိတ်ဆက်ကိုအတုံးပြူကြည့်လိုက်မယ်ကောင်းပါပြီရောင်းပါလေရဒါဆိုအေးစေးနေနော်ကျမထမင်းဟင်းချက်ဖို့အတွက်ပြင်ဆင်လိုက်အောင်မယ်ပြောဆိုပြီးနောက်မှာတော့ရင်ကြီးကလည်းထွက်ခွာသွားခဲ့ပါတယ်နန္တီသားကတော့ကျိတ်ဆက်နဲ့ပဲမစလာတွေကိုကျိတ်လိုက်ပါတယ်ခဏနေတော့သူရဲ့ရောင်းပါလေပင်ကြီးပြန်လည်းရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်ပင်ကြီးတော်တော်တော်လေးထွက်နေခဲ့ရပါသူမကျိဆက်ကိုယူပြီးခြောက်ခွဲပြလိုက်ပါရင်ရှင်ရယူနေရလားစကားတခွန်းတခါပြောရင်နားမလည်ဘူးလား ကျမအခုနောက်နေရင်ပဲလာပြောတော့တယ်မဟုတ်ဘူးလားကျမရဲ့ကျိတ်ဆက်ကိုလုံးဝအတုံးမပြူပါနဲ့ဆိုနေမှဘာဖြစ်လို့များကျမရဲ့ကျိတ်ဆက်ကိုအတုံးပြူလိုက်ရတာလဲအတန်းတွေမျိုးစုံကြားနေကြရတဲ့အခါမှာတော့မိဘကန်လေးကိုနန္ဒီသားရဲ့ယောက်ျားနဲ့ယောက်ျားမနှစ်ယောက်ကိုလုံဝင်လာခဲ့ကြပါရဲ့ကဲနန္ဒီသားပင်ကီဒါဘာရီဖြစ်နေကြတာလဲနန္ဒီသားကလည်းကိစ္စရိအလုံးကိုပြောပြလိုက်ပါရဲ့နန္ဒီသားရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာတယောက်ျားနဲ့ယောက်ျားမနှစ်ယောက်လုံးကလည်းရှင်နေခဲ့ကြတာပေါ့ တကယ်တော့ချွေးမလေးရဲ့နင်းရဲ့ရောင်မနှစ်ယောက်လုံးကအမွာရီလေးခဏလေးနော်ခဏလေးနောက်တယောက်ကိုအခုပဲခေါ်ပေးမယ်ရင်ကီးရဲ့ရင်ကီးသမီးလေးရင်ကီးရဲ့မိဖို့ခံတဲ့ကိုတစ်ချက်ဝင်လာခဲ့စမ်းအချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့ရင်ကီးရောက်ရှိလာခဲ့ပါတယ်သူ့ကိုတွေ့ခဲ့ရတဲ့အခါမှာတော့ချွေးမလေးနန်းတီသားတတော်လေးအံ့အားတင်သွားခဲ့ပါတယ်အော်ဒီလိုမျိုးကိုကျွန်မအဲ့ဒါကြောင့်ရှုပ်ထွေးသွားခဲ့ရပါကဲကဲကဲဟုတ်ပါပြီဒါဆိုရင်တော့ကျွန်မကိုယ်တိုင်ပဲမဆလာကိုကြိတ်လိုက်တော့မယ်နော် ပင်ကီကတော့ဒေါသတော်လေးကိုထွက်နေခဲ့ပါတယ်။သူမချက်ချင်းမိဖို့ကန်လေးကနေထွက်သွားပါတယ်။ညမှာတော့အားလုံးအိပ်ပျော်သွားခဲ့ကြပြီးနောင်နေမနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့နန္ဒီတော့အစောကြီးထပြီးအားလုံးတော့ဖို့အတွက်လက်ဖိတ်ဖြောနေခဲ့ပါတယ်။မိဖို့ကန်လေးကိုရင်ကီ ရောက်ရှိလာခဲ့ပြီးပြောပါတယ်။ရောင်းမရေရောင်းမလက်ဖိတ်ဖြောတာအရန်တော်တယ်ဆိုပြီးတော့ကျမကြားထားတယ်။ဟုတ်တယ်ရင်ကီရဲ့။ငါ့ရဲ့လက်ဖိတ်ကိုတောက်ကြတဲ့သူတွေအကုန်လုံးကတော့ဒီလိုပြောကြတာပဲ။ဒါနဲ့ကျမရင်ကီဆိုတော့ကိုဘလို့သိသွားတာလဲ။ နေစကားပြောနေတဲ့ပုံစံကိုကြည့်ရတယ်နေရင်ကီးဆိုတာငါသိရပေါ့နေကအတော်လေးကိုနူးညံ့သိမ်မွေ့လောနေနော်နေနဲ့ရုပ်ချင်းအရန်ဆင်နေပင်ကီကြတော့တစက်ကလေးမနေနဲ့အချင်းစရိုက်ချင်းမတွေ့ဘူးလေသူကအမြဲပူလောင်နေရဒီစကားကိုကြားခဲ့ရတဲ့အခါမှာတော့နန္ဒီသားရဲ့ရောင်မလေးကချက်ချင်းပဲလက်ဖက်ကွယ်ကိုယူပြီးတော့ပြစ်ချပြစ်လိုက်ပါတယ်ဒီမှာရောင်မကြီးကျမရင်ကီးမဟုတ်ဘူးပင်ကီးပဲတမင်တတရောင်မအရှိမဟန်ဆောင်ပြရနေရသိရလားအနည်းဆုံးတော့ကျမအကြောင်းဘလို့တွေတွေးနေလဲဆိုတော့ကိုသိချင်လို့လေး ဒီအချိန်မှာရီကီအစ်စ်ကလည်းရောက်ရှိလာခဲ့ပါတယ်။အော်ပင်ကီရဲ့နင်ဘာလို့အခုလိုလုပ်နေရတာလဲ။ရောင်မအခုမှငါတို့အိမ်ကိုရောက်ခါစပဲရှိသေးတယ်။နေမိဖို့ကန်းနေဝင်ပြီးဟိုဟာခွဲလိုက်ဒီဟာဖြစ်ခွဲလိုက်နေဘာတွေလုပ်နေမှန်းကိုမသိဘူး။နေမိသွားပြီလား။ငါတို့နှစ်ယောက်လုံးဒီမိဖို့ကန်းဘလောက်ကြောင့်မှတန့်ရှင်းတောက်ပြောင်းနေအောင်လို့လုပ်ခဲ့ရတယ်လေ။ဒါလောက်နှောက်ပါနေတဲ့မိဖို့ကန်းကိုနင်အခုမှဖြတ်စည်းဖြစ်နေရလား။နင်ရဲ့လက်တွေနဲ့နင်ကိုယ်တိုင်လေ။တော်ကြပါတော့နော်။ရံမဖြစ်ကြပါနဲ့။နှစ်ယောက်လုံးရံဖြစ်နေကြတဲ့အကြောင်းရင်းကကျမမဟုတ်လား။ သွားပါသွားပါအပြင်ထွက်ပြီးရောအေးစစေးလက်ဖေးတောက်ကြပါနော်ဒီမှာရှိနေတဲ့အကွဲအစတွေအကုန်လုံးကိုကျွန်မရှင်းလင်းလိုက်မယ်ပြီးတော့ရင်တော့အလုံးအတော်လက်ဖေးပြန်ဖြောခဲ့ပေးပါမယ်မနက်အစောကြီးရန်ဖြစ်ကြတယ်ဆိုတာကမကောင်းဘူးလေဟုတ်တယ်မလားပင်ကီးနဲ့ရင်ကီးတို့နှစ်ယောက်လုံးကဘာမှထပ်ပြီးပြောမနေတော့ဘဲထွားခွာသွားကြပါရဲ့နန္ဒီသားကလည်းသူ့ရောင်မလေးတွေကိုသူရှင်းပြလိုက်တာနားလေသွားတယ်လို့အထင်လွဲသွားခဲ့ပါရဲ့ဒါပေမဲ့ဂျာရီကဘယ်တော့မှမဖြစ်လာနိုင်တဲ့ကိစ္စတစ်ခုပါ နှစ်ယောက်သာအပြင်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့တယောက်စပင်တယောက်ဆွဲနေခဲ့ကြပါပြီ။ညီမနှစ်ယောက်ရံဖြစ်နေအောင်ကိုတွေ့ခဲ့ရတဲ့အခါမှာဘေကရမ်နဲ့သူ့ရဲ့အမေကလည်းအပြင်ကိုပြေးထွက်လာခဲ့ပြီးကြားခဲ့ကြပါရ။ပင်ကီနဲ့ရင်ကီဒါပါရီဖြစ်နေကြတာလေ။နင်တို့ကလေးတွေလည်းမဟုတ်ကြတော့ဘာဖြစ်လို့ကလေးတွေလိုမျိုးရံဖြစ်နေကြတာလဲ။အိမ်မှာချွေးမအစ်တလေးကရှောင်းနေအောင်သူနင်တို့နှစ်ယောက်အကြောင်းဘာတွေတွေးနေပြီလဲမသိဘူး။ကျွန်မတယောက်တည်းကိုပဲစူနေတယ်ဆိုတာကျွန်မကောင်းကောင်းသိတယ်။ရင်ကီကိုတော့ဘယ်သူမှစူကြတာမဟုတ်ဘူး။ ကဲတော်ပြီတော်ပြီမစပိတ်ထားဘာတခေါမှထပ်ပြီးတော့မပြောတော့နဲ့ကဲတော့တော့တော့နှစ်ယောက်လုံးအထဲကဝင်သွားကြတော့ညီမနှစ်ယောက်လုံးကလည်းစိတ်ပြဝနေစွာနဲ့အခန်းထဲဝင်သွားခဲ့ကြပါရဲ့အခုဆိုရင်တော့ဒါကနေစင်နေတိုင်းလိုလိုဖြစ်ဖြစ်နေရဲ့ကိစ္စဖြစ်သွားခဲ့ပါပြီအမောညီမနှစ်ယောက်ကမိဖို့ခံနေမှလည်းအမြဲတမ်းရှံဖြစ်နေလေးရှိပါရဲ့အကိုအကြီးဖြစ်တော့ကသူညီမနှစ်ယောက်ရှံဖြစ်နေတဲ့အခါမှာအရန်ကိုစိတ်ပြပါရဲ့ရှင်ဘာမအရန်ကြီးလဲစိုးရင်ပုံပန်မနေပါနဲ့ရှင်ဘာတွေကိုစိုးရင်ပုံပန်နေလဲဆိုတာကျမကောင်းကောင်းသိတယ် သူတို့တယောက်လုံးကငါဘာလို့ရောက်မလဲဆိုတာတကယ်နားမလဲတော့ဘူးတိလားသူတို့တယောက်ကညီမအရင်တွေဒါအပြင်သူတို့ကအမွှားတွေဒါတော့တလောက်ထိရန်ဖြစ်နေကြတာမသိညီမတွေမဟုတ်ဘဲနဲ့ရှန်သူတွေကြနေရောပဲရင်ကီကတော့တော်တယ်အလုပ်တွေအားလုံးလည်းလုပ်တတ်တယ်စိတ်သဘောထားလေးလည်းနှုတ်ညရှာတယ်ပင်ကီသူကတော့ဘာတခုမှလုပ်ချင်ကိုင်းချင်စိတ်လည်းမရှိသလိုမျိုးအမြဲတမ်းရန်ပဲလိုက်ဖြစ်နေတယ်သူ့လူမင်းကလေးမျိုးကိုဘယ်သူလက်ထပ်ချင်မလဲငါကတော့လုံးဝနားမလဲတော့ဘူးမင်္ဂလာဆောင်ဆိုတဲ့အကြောင်းကိုကြားမှကျမသတိရသွားတယ်တိလား သူတို့နှစ်ယောက်လုံးဘလို့မစိုးလက်ထပ်ရမယ့်အရွယ်ရောက်နေပြီနော်။ရှင်အရင်ဆုံးပင်ကီးကိုလက်ထပ်ပေးလိုက်လေ။ဟုတ်တယ်။ငါလည်းပင်ကီးကိုလက်ထပ်ပေးဖို့အတွက်ပဲကောင်းလေးတယောက်လိုက်ရှာနေအောင်။မနေ့ပြန်ကြလို့ရှင်တော့ဖုန်းတော်ကြီးကကောင်းလေးတစ်ပုဒ်နဲ့ယူလာပြလိုက်မယ်။အကိုနဲ့ရောင်မပြောနေတဲ့စကားတွေကိုပင်ကီးကြားသွားခဲ့ပါရဲ့။ဒါကြောင့်ပင်ကီးစိတ်ထဲကနေတွေးလိုက်ပါရဲ့။ဒီနေ့အကိုငါကြောင့်အရန်ကိုစိတ်ထိခိုက်သွားတယ်နဲ့ကြိုပါရဲ့။ငါမင်္ဂလာဆောင်မဖြစ်လာဘူးဆိုရင်တော့အားလုံးကပိုပြီးစိတ်ထိခိုက်ရလိမ့်မယ်။ဒုက္ခပဲငါလက်ဖေးတောင်မှဖြော်တတ်တာမဟုတ်ဘူးဘလို့လောက်ရမှာလဲ။ ဒါရီကိုစဉ်းစားနေနေသူမစိတ်ပြက်လေခဲ့ရပေါ့သူမအရန်ကိုနောင်တရပြီးငိုချင်နေခဲ့ပါတယ်သူမအခန်းထဲမှာတရားကိုထဲထိုင်ပြီးမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုစဉ်းစားနေခဲ့ပါတယ်မနက်ဖြန်ကျရင်ကောင်းလေးဘက်ကသူတွေလာကြည့်ကြလိမ့်မယ်ငါကိုပဲမုတ်တွေလောက်ခိုင်းကြအောင်ပါလက်ဖက်လေးတစ်ခွက်တောင်မဖြော့တက်ဖို့ဆိုရင်တော့ငါရှက်ကွဲရအောင်မယ်အိုဖျားသခင်ဒီခုခုထူးဆန်းတာလောက်ပေးပါအောင်ရှင်ကျွန်မအားလုံးရှိမှာအရှက်မကွဲဖို့အတွက်ဒီနည်းလမ်းတစ်ခုပဲရှိတော့တယ်ပင်ကြီးရဲ့စကားတွေအားလုံးကိုတော့သူနဲ့ရုပ်ချင်းစင်တူတဲ့ရင်ကီးကြားသွားခဲ့ပါတယ် နောက်နေမှာတော့ပင်ကီကိုကြည့်ဖို့အတွက်ကောင်းလေးဘက်ကသူတွေရောက်ရှိလာခဲ့ကြပါတယ်။ကောင်းလေးကတော့အလောက်ကန်ကောင်းကောင်းလေးရှိပါတယ်။ဒါကြောင့်အကိုဖြစ်သူကလည်းသူညီမလေးနဲ့အရန်ကိုသဘောတူတည်ခဲ့ရပေါ့။အမရဲ့သားလေးကိုတော့ကျမတို့အနေနဲ့သဘောကျပါတယ်။ကျမတို့သမီးလေးနဲ့တစ်ခေါက်လောက်တွေ့ကြည့်လိုက်ပါဦး။ပြီးရင်တော့ကျမတို့လက်ထပ်ဖို့အတွက်ဆွေးနွေးကြမယ်လေ။သူကအလောက်တွေအားလုံးကိုလည်းကောင်းကောင်းလုပ်တတ်တယ်။အားလုံးပြောနေတဲ့စကားတွေကိုရင်ကီးကအဝေးကနေနားထောင်နေခဲ့ပါတယ်။အော်ပင်ကီကိုရမ်းတော်တယ်ဆိုပြီးတော့အားလုံးကချီးကျူးနေကြတယ်။ ခဏနေကြလို့ရှင်တော့သူတို့ရဲ့မျောလင်းချက်တွေအလုံးတဲတဲ့ရေတုံဖြစ်တော့မှာပဲပင်ကီကဘာမှလုပ်တတ်တာမဟုတ်ဘူးရေနွေးရောမတဲတတ်ဘူးခဏနေတော့ရင်ကီနာကိုသူ့ရောင်မရောက်ရှိလာပါတယ်ရင်ကီရဲ့နေအခုလိုမျိုးတွေးမယ်လို့ငါလုံးဝမထင်ထားခဲ့ဘူးနေအမအတော်နေအခုလိုစဉ်းစားနေကြရလားရောင်မလည်းသူကျမကိုဘယ်လောက်တောင်မုန်းလဲဆိုတော့ကိုရောတီလားတခုခုမှားတာလေပြောမိတယ်ဆိုရင်တော့သူကပကံနဲ့ပြစ်ပေါက်ကြအဲ့ဒါကသူ့ရဲ့ကောင်းတဲ့အကျင့်တွေလားအော်ရင်ကီရဲ့သူကဘလို့မစော်နေအမပဲလေ သူရဲ့မင်္ဂလာဆောင်ပြတ်သွားလို့ရှင်တော့နေအကိုနဲ့အမေဘလောက်တောင်မှဝမ်းနေမလဲဆိုတော့ကိုနင်းပဲတွေးကြည့်လေကောင်းမွန်တဲ့အင်္ဂါကောင်းလေးမဟုတ်လားသူနဲ့နေအမနဲ့လက်ထပ်လိုက်ပြီးဆိုရင်တော့ဘလောက်တောင်မှဝမ်းသာစရာကောင်းလိုက်မလဲမင်းကလေးတယောက်ရဲ့လက်ထပ်ပွဲပြတ်သွားပြီဆိုတော့ပဝင်းချင်းကတိသွားရင်တော့အဆက်ကွဲရမှာအဲ့ဒီအဆက်ကွဲမှုကိုနေအမပင်ကီလုံးဝတီးခတ်နိုင်မှာမဟုတ်ဘူးနေရသူရဲ့ညီမလေးဆိုတော့သူ့အကူအညီပေးတင်တာပေါ့ခဏနေတော့နန္ဒီတာရဲ့ရခမဖြစ်တော့ကသူ့သမီးလေးပင်ကီကိုအတန်ပေးပြီးခေါ်ခဲ့ပါတယ်သမီးလေးပင်ကီရဲ့ဒီမှာကြည့်ပါအောင်ဧည့်သည်တွေရောက်နေပြီ။ လဖဲ့ရီမုတ်တွေအများဆုံးစစ်စင်ပေးခဲ့တူမရတန်ကိုကြောက်ခဲ့ရတဲ့ခါမှာတော့အခန်းထဲမှာရှိနေတဲ့ပင်ကီကတုံလုံးနေခဲ့ပါရီဟုတ်ကဲ့ပါမေအခုလာခဲ့ပါပြီဒုက္ခပဲဘလို့လုံးမလဲငါရောင်မောက်ပြဿနာတွေအကြီးအကျယ်ရှာထားခဲ့အောင်သူကဘယ်တော့မှပြန်ပြီးတော့အကူအညီပေးမှမဟုတ်ငါသိတယ်ပင်ကီကလည်းကြောက်ကြောက်လန့်လန့်နဲ့မိဖို့ကန်နေဝင်ကြည့်ခဲ့တဲ့ခါမှာတော့သူညီမနဲ့ရောင်မောက်ဖြစ်သူကမုတ်တွေနဲ့လဖဲ့ပြင်ဆင်ပေးထားတာတွေ့လိုက်ရပါရီကဲကြောက်မနေပါနဲ့ပင်ကီရဲ့ဒီမောင်ငါအားလုံးပြင်ဆင်ထားပေးတဲ့လဖဲ့နဲ့မုတ်တွေယူသွားလိုက်နော် နင်ဘာမှမလုပ်တတ်ဘူးဆိုတော့ငါသိတယ်လေအဲ့ဒါကြောင့်ငါပဲလှုပ်ထားလိုက်တော့တော့ငါ့ခွဲလို့ပါငါတပိုးအလုံးနဲ့ဒုက္ခတွေပဲပေးခဲ့မိတယ်ရံပဲရှာနေခဲ့တာတော့မှနင်ဒီနေ့ငါလိုအပ်တဲ့အချိန်မှာငါ့အကူအညီပေးခဲ့ရနော်ငါနဲ့ဘလို့ကျေးဇူးတင်ရမလဲဆိုတာလုံးဝနားမလဲတော့ဘူးတိလားကျေးဇူးတင်မယ်ဆိုရင်တော့ရောင်းမအောင်ကျေးဇူးတင်သူကတော့ငါ့ကိုအခုလိုမျိုးရှင်းပြခဲ့လို့ကျေးဇူးများကြီးတင်ပါတယ်ရောင်းမရဲ့ကျမရောင်းမအောင်တော်လေးဒုက္ခပေးခဲ့မိရနော်ကျမမမုန်းဘူးလားယင်ဖြစ်နိုင်တော့ကျမကိုခွဲလို့ပါ မိသားစုတစုမှာဒါရီကဖြစ်နေကြပဲလေပင်ကီရဲ့တော့တော့လက်ဖိနေမုတ်တွေအများဆုံးယူသွားလိုက်အေးကုန်လိမ့်မယ်။ကောင်းလေးကအတော်လေးချော့ရည်သေးလား။ဒီလိုနဲ့နောက်ဆုံးမှာတော့မင်္ဂလာဆောင်ကိုသဘောတူခဲ့ကြပါရီ။မိသားစုတွေအကုန်လုံးကလည်းပင်ကီယူလာတဲ့မုတ်တွေကြောင့်အံ့အားသင့်နေခဲ့ကြတာပေါ့။ပင်ကီကဘာမှမလုပ်ကြဘူးလေ။ကောင်လေးဘက်ကမိသားစုဝင်တွေပြန်သွားခဲ့တဲ့အခါမှာမိသားစုဝင်တွေအကုန်လုံးကလည်းအမှန်တရားတွေကိုသိသွားခဲ့ကြပါရဲ့။နောက်ဆုံးမှာတော့ချွေးမလေးနန်းဒီသားကြောင့်သူတို့အိမ်ကအမွှာညီမနှစ်ယောက်ပြန်လဲတင်မြတ်သွားတာကိုအားလုံးကလည်းဝမ်းသာကုန်ယူနေခဲ့ကြပါရဲ့။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ညီမနှစ်ယောက်ရဲ့မင်္ဂလာဆောင်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။တော်လိုက်ကြရအောင်စောနေစောနေနဲ့အရောက်ပင်ပန်းနေပြီလေ။နေရလေဘာဖြစ်နေရလဲဒီလောက်တောင်မှပြောစရာကောင်းနေအောင်ငါတို့နောက်ထပ်ထပ်ပြီးတော့စောကြမယ်လေနော်ခဏလေးစမအောင်ဟာ။နေရလေတော်ပြီငါထပ်ပြီးတော့မစောင့်နိုင်တော့ဘိုက်တွေလည်းတအားစနေပြီ။နေရလေဘိုက်စားတယ်ဆိုရင်တော့မနေထမင်းမလို့စမလဲ။ဘာဖြစ်လို့လဲအမေရဘယ်မှာလဲ။အမေကအခုချိန်ထိပြန်မလာသေးဘူးလေ။ အမေပြန်လာပြီးထမင်းဟင်းချက်ပြုတ်တဲ့အချိန်ထိဆိုလို့ရှိရင်တော့အချိန်တွေအများကြီးပဲကြာသွားလိမ့်မယ်။ဒါဆိုရင်တော့အချိန်တွေအကြာကြီးကုန်သွားမှာပေါ့။အဲ့ဒီအချိန်ထိငါတို့ဘာလုပ်ရမှာလဲ။ငါကိုပိုက်တကယ်တောင်းစာနေပြီးဟဲ့။အေးအေးအေးဒါဆိုရင်တော့ခဏလေးပဲထပ်ပြီးတော့စောင့်လေ။ငါတခုခုလောက်ကြည့်လိုက်အောင်မေ။နေပါမို့စားချင်လား။အေးအေးအေးစားမယ်စားချင်တယ်။ငါတိတာပဲနေစားမယ်ဆိုတာ။ခဏလေးပဲစောင့်။ငါမုတ်ဆိုင်သွားပြီးတော့မုတ်တော့ဝယ်လာခင်မယ်နော်။ဒါကတော့မနီရှာနဲ့တနီရှာတို့ညီမနှစ်ယောက်ပဲဖြစ်ပါလေ။ နှစ်ယောက်လုံးကအမွာညီမတွေပါညီမနှစ်ယောက်လုံးငယ်စဉ်အချိန်တုန်းကဖခင်ဖြစ်သူမတော်တဆမှုတစ်ခုနဲ့ကွယ်လွန်သွားခဲ့ပါတယ်အဲဒီအချိန်ကလေးကဒီအမွာညီမနှစ်ယောက်လုံးကိုသူတို့ရဲ့မိခင်ဖြစ်သူတအိုးတွေကပဲစောက်ရှောက်ပေးနေခဲ့ရပါကလေးတွေရဲ့တာဝန်ခံသမီးကလည်းမိခင်ဖြစ်သူရဲ့ခေါင်းပေါ်ကိုရောက်ရှိလာခဲ့ပါတယ်မမတာအိမ်ပြန်လာဖို့အတွက်အချိန်ကကြာအောင်ပါဒီအတွက်သမီးဖြစ်သူကဆိုင်းကိုသွားပြီးပါမုံတချို့ဝယ်လာခဲ့လိုက်ပါတယ်သူကအိမ်မှာရှိတဲ့နွားတို့ရဲ့ပါမုံတွေကိုထည့်ပြီးနောက်မှာတော့သူညီမလေးကိုပေးလိုက်ပါတယ် ကဲရောညီမလေးရေဒီမှာနေနွားနုံးနဲ့ပါမုံစားလို့ရပြီပိုက်စားတယ်ဆိုတော့ဒါလေးကိုစားထားနေတော့ကျေးဇူးအများကြီးတင်ပါတယ်မမကြီးအမေဘာပြောတယ်နင်ကဘလို့ခေါ်လိုက်တယ်မမဟုတ်လားနင်ကတရက်လုံးတော့ငါ့ကိုနမဲနဲ့ပဲခေါ်နေခဲ့တာမဟုတ်ဘူးလားအခုမှလာပြီးရောမဟုတ်ချွေးတော့မမရဲ့မုံနဲ့ပတ်သက်လာပြီဆိုလို့ရှင်တော့နင်ရဲ့ပုံစံအတော်လေးကိုပြောင်းလဲသွားတယ်နော်နင်ကလည်းဒီတိုင်းပါဇက်ကနေရုတ်တရက်ထွက်သွားတာပါတမင်တတမဟုတ်ချွေးလို့ခေါ်တာမဟုတ်ပါဘူးနော်ဒါဆိုရင်တော့တခါလေးပြောငါတို့ဘလို့ခေါ်ရမှာလဲ မမလို့ခေါ်ရမှာလားနမယ်နဲ့မနူးဆိုပြီးတော့ခေါ်ရမှာလားကြော်ပါဟဲ့ကြော်ပါကြော်ပါကြော်ပါနေငါ့ကိုမမလို့ခေါ်နေရကပို့ပြီးတော့ငါကြွားထိုးဆက်နေသေးတယ်ဖြစ်နိုင်မယ်ဆိုရင်တော့နေငါ့ကိုပုံမှန်ခေါ်နေကြအတိုင်းနမယ်နဲ့ပဲခေါ်လိုက်စမ်းမအဲ့ဒါပိုကောင်းနေသီလားမနူးရဲ့စကားကိုကြားရပြီးနောက်မှာညီမနှစ်ယောက်လုံးကလည်းရှင်နေခဲ့ကြပါတယ်ပြီးတော့နှစ်ယောက်သားအတူတူပမုတ်နိုးစမ်းစားပြီးနောက်မှာတော့ပြန်ပြီးစောကြပါတယ်အခုငါတို့ဘယ်လိုစောကြမလဲစောရင်စောရင်လည်းပြင်းနေပြီငါ့စိတ်မှာအကြံတစ်ခုရှိတယ် 음네버베줄라케리ပြီးရင်တော့အဲ့ဒီမှင်နဲ့ပဲငါ့ကိုဒန်းဆိုးပေးပြီးရင်တော့ငါနဲ့ကိုဘောပင်နဲ့ပြန်ပြီးတော့ဒန်းဆိုးပေးမယ်ကောင်းတယ်နော်ကောင်းတယ်အဲ့ဒါအရန်ကိုကောင်းတယ်ဒါပေမဲ့ငါတို့ဘောပင်နဲ့တော့ဒန်းဆိုးလို့မဖြစ်ဘူးအယောင်တွေကမကျွတ်ဘူးအမေစူလိုက်မယ်ငါတို့အလွယ်တကူဈေးလို့ရတဲ့မှင်နဲ့ပဲဒန်းဆိုးကြမယ်နော်အေးအေးအေးကောင်းတယ်ကောင်းတယ်အဲ့လိုပဲလုပ်ကြမယ်ဒါနဲ့ငါတို့ဘလို့ပုံစံဒီဇိုင်းကိုဆွဲကြရင်ကောင်းမလဲပြောအောင်လေငါတို့စင်ပုံစံကြီးဆွဲကြမယ်ဆိုရင်ဘလို့လဲဟဲ့ ငါတို့ကပကြီဆွဲမှာမဟုတ်ဘူးဒန်းဆိုးမှလေအယူမရဲ့စင်ပုံစံကိုဆွဲချင်နေသေးရဲ့အေးလေဘာဖြစ်လဲအဲ့ဒါဘာဖြစ်လို့လဲကဲလာလာလာငါတို့စပြီးတော့ကစားကြမယ်လေဒီလိုနဲ့ညီမနှစ်ယောက်လုံးကလည်းဒန်းကိုစီဆိုးပေးခဲ့ကြပါရဲ့တနအိလောက်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ညီမနှစ်ယောက်လုံးဒန်းဆိုးလို့ပြီးစီသွားခဲ့ကြပြီးအိမ်အပြင်မှာထွက်ထိုင်နေခဲ့ကြပါရဲ့နှစ်ယောက်သားမိခင်ဖြစ်သူအိမ်ကိုပြန်လာမယ့်အချိန်ကိုစောင့်မျှော်နေခဲ့ကြပြီးသူတို့ရဲ့အမေကလည်းအိမ်ကိုပြန်ရောက်လာခဲ့ပါရဲ့ ကဲသမီးလေးတို့ရေဘာလုပ်နေကြတာလဲအမေမရှိတဲ့အချိန်မှာကောင်းကောင်းနေကြရလားနှစ်ယောက်လုံးစိုးနေကြတာမဟုတ်ပါဘူးနော်မစိုးပါဘူးသမီးအိမ်မှာဘိုက်တောင်းစာနေသေးရဲ့တိလားအဲ့ဒီအချိန်မှာမနူးကလေသမီးတို့နေတို့နှစ်ယောက်လုံးအမေပြောထားတယ်မလားအမေအိမ်မှာမရှိတဲ့အချိန်မှာမိဖို့ကန်းနဲ့မဝင်ပါနဲ့မိရိပါရီလောင်သွားလို့ရှင်ဘယ်လိုလုပ်ကြမလဲအမေရလေအရင်ဆုံးနားထောင်ပါအောင်စကားကိုစောင်းအောင်လေနားမထောင်မဲနဲ့သူပြောနေတာကသမီးရသူ့ကိုပေါမုံနှုတ်ဇန်လုပ်ပေးတယ်ဆိုတော့ကိုပြောနေတာမိမိဘာတွေကိုတော့သမီးမဖွင့်ပါဘူးမမေရဲ့ အေးပါအမေဒီနေ့အလို့တွေအရန်ကိုပြန်မှန်းပြီးပြလာတာဆိုတော့ဘာကိုမှကောင်းကောင်းမစင်းစားနိုင်ဘူးဖြစ်သွားတယ်အဲ့ဒါကြောင့်ပါအမေထမင်းဟင်သွားချက်ရအောင်မယ်တမီးရောရဲ့အမေဒါနဲ့ကြည့်ပါအောင်တမီးရောနှစ်ယောက်လုံးကိုစီလက်ထဲမှာဒန်းဆိုးပေးထားကြတယ်လှလိုက်ဒါပါရီလည်းတမီးရောရဲ့တမီးရောညီမနှစ်ယောက်လုံးကဒန်းပုံစံဆွဲထားကြတာလေအမလီငါတမီးလေးတွေကတော့တကယ်ပါပဲဘာရီရှောက်ဆွဲထားကြမှန်းကိုမသိဘူးဟဲ့တွေ့လားနင်းဆွဲပေးတဲ့ဒီဇိုင်းကလှလည်းမလှဘူးတဲ့တမီးဒီဇိုင်းကိုကြည့်ပါအောင်မေမေ အမလီဘာရီဆွဲထားရလဲတမီးရဲ့ကြက်ပုံစံကြီးမမတာပြောတဲ့စကားကြောင့်တမီးလေးတွေကလည်းရှင်နေခဲ့ကြပါလေရက်ပေါင်းများစွာကြာမှအခုမမတာရှိမောနေခဲ့ရတာပါယောက်ျားဖြစ်တော့꽌လွန်သွားခဲ့တဲ့နောက်မှာတော့တာဝန်တွေဝတ်တရားတွေထမ်းဆောင်နေရင်သူမရှိဖို့တော့မှမစင်းစားမိရောပါဘူးတယောက်ျားဖြစ်တော့꽌လွန်သွားခဲ့တဲ့နောက်မှာမမတာကတော့အလှပြင်ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်ထားခဲ့ပါလေသူမတရက်အလုံးဆိုင်မှာအလုပ်တွေကိုလုပ်နေခဲ့ပါလေအရိကရရတဲ့ပတ်စံလေးနဲ့သူရဲ့မိသားစုစာဝတ်နေရဲကိုအစဉ်ပြေအောင်ဖြည့်ရှင်ပေးနေခဲ့ရတာပါ ဒါနဲ့မမေသမီးတခုလောက်ပြောလို့ရမလားယင်အေးပြောပါသမီးလေးရေပြောလေပြောပြောမမေကဆိုင်မှာဆိုလို့ရှင်တော့လာတဲ့ဖောက်တယ်ရိအားလုံးကိုဒန်းဆိုးပေးတယ်သမီးတို့နှစ်ယောက်ကိုလည်းဒန်းဆိုးပေးပါလားမမေဩဒန်းဆိုးချင်ကြတယ်ပေါ့လေသမီးတို့ရဲ့လက်တသေးလေးတွေမှာအမေဘာဒန်းဆိုးပေးရမလဲပြောပါဦးဒါဆိုရင်တော့မမေသမီးတို့ရဲ့လက်တစ်ဖက်မှာအရန်ကိုလှပါတဲ့နှစ်သမီးပုံစံလေးဆွဲပေးပေါ့မမေနဲ့အရန်ကိုတူတဲ့နှစ်သမီးလေးလေးနောက်ထပ်လက်တစ်ဖက်မှာကျတော့အရန်ကိုလှပါတဲ့နှစ်သားပုံစံလေးဆွဲပေးခဖေးလိုမျိုး နှစ်ယောက်လုံးရဲ့လက်မှာတူညီတဲ့ပုံစံကိုဆွဲပေးရမှာလား။ကဲကဲကဲသွားသွားသွားသမီးတို့ရေသွား။တတိစာလက်ကိုဈေးလာခဲ့ကြ။ဒီလိုနဲ့မောင်သားကလည်းသူ့ရဲ့သမီးလေးမနူရဲ့လက်မှာတန်းဆိုပေးလိုက်ပါရီ။တန်းဆိုနေနေသူ့ယောက်ျားကိုအရင်အလွားလာခဲ့တဲ့အတွက်ကြောင့်မို့လို့သူမငိုလဲငိုနေခဲ့ပါရီ။ငိုနေရင်းနဲ့ပဲသူ့သမီးလေးတွေကိုတန်းဆိုပေးနေခဲ့ပါရီ။သမီးအကြီးလေးကိုတန်းဆိုပေးပြီးတဲ့အခါမှာသမီးငယ်လေးကိုလည်းဒီပုံစံအတိုင်းတန်းဆိုပေးလိုက်ပါရယ်တန်းဆိုပေးပြီးတဲ့နောက်မှာတော့ညီမနှစ်ယောက်လုံးအိပ်ပျော်သွားခဲ့ကြပါရယ် မိခင်ဖြစ်သူကတော့အပြစ်ကင်းစင်တဲ့တမီးလေးတွေကိုကြည်ပြီးပြုံးရည်နေခဲ့တော့ပေါ့။နှစ်ယောက်လုံးကိုစောင်းချုံပေးပြီးနောက်မှာတော့သူလည်းသူ့အခန်းထဲဝင်ပြီးတော့အိပ်ပျော်သွားခဲ့ပါရီ။ညိုက်မချုံသူမအိမ်မော်ကြနေခဲ့တဲ့အချိန်မှာပဲအတန်းတစ်ခုကြားခဲ့ရပါရီ။သူတို့အိမ်တကာဖျက်ခံရပြီးတခိုးတွေကတော့အိမ်တဲကိုဖောက်ထွင်းဝင်လာခဲ့ကြတာပါ။ကဲမင်္ဂလာပါအမကြီး။နေနေငါ့အိမ်ထဲကိုဘလို့ဝင်လာခဲ့တာလဲ။ဘာဖြစ်လို့ငါ့အိမ်ထဲဝင်လာလဲပြောစမ်း။ဘာပြောတယ်ငါ့ရဲ့အိမ်။ဒါကခမည်းရဲ့အိမ်မဟုတ်ဘူးကျွန်တော်အကိုရဲ့အိမ်ပဲ။ သူဒီတော့ကကြီးတယ်မှမရှိတော့ဘူးဆိုတော့သူရဲ့အိမ်ကိုကျွန်တော်ပိုင်တယ်ဒီအိမ်တင်ဘယ်ကမလဲသူစုဆောင်ထားခဲ့တဲ့ရှာဖွေထားခဲ့တဲ့ပတ်စံတွေလဲတွေမြေတွေပိုင်ဆိုင်မှုတွေအားလုံးကိုလည်းကျွန်တော်ပိုင်တယ်တော်စားမှာဒါရီအားလုံးကငါနဲ့ငါ့ရဲ့ကလေးတွေရဲ့ပိုင်ဆိုင်မှုတွေပဲနေတာရီအားလုံးကိုငါတို့စီကဘယ်တော့မှလူယူလို့မရဘူးနော်음ဒါကဟုတ်တော့လဲဟုတ်ပါတယ်မကြီးရှိတဲ့သူရဲ့တော့မကြီးပိုင်တာပေါ့မကြီးမရှိတော့ဘူးဆိုရင်တော့ဒါရီအားလုံးကိုကျွန်တော်တို့ကပိုင်ဆိုင်သွားပါလိမ့်ကဲကဲကဲတို့ကိုအမြန်ဆုံးကျိုးနဲ့ချီထားလိုက် တခါနဲ့မီးရှို့ပြီးတက်ပြင်းမယ်အတမထွက်စင်နေနော်အပေါ်ကကအခန်းထဲမှာငါရဲ့ချစ်လာစွာသောဒုမလေးတွေအိပ်ပျော်နေလောက်တယ်သူတို့အိယာကနေလုံးဝမနိုးစင်နဲ့သူတို့အိယာကနေနိုးသွားလို့ရှင်တော့တနာဆရာတွေဖြစ်ကောင်းနိုင်မယ်အိပ်ပျော်နေတဲ့အခါမှာပဲသူတို့အဖေစီကိုတခါတည်းသွားကြပါစေရိုဟန်ကတော့သူ့ကိုရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုယူခြင်းနဲ့အတွက်ကြောင့်မို့လို့တလိမ့်ဆန်လုံးလုံးဖြစ်သွားခဲ့ပါပြီသူကမမတာကိုကျုံးနေချီပြီးနောက်မှာတော့တအိမ်လုံးကိုမီရှိုးပြလိုက်ပါတယ်တကောက်ပြင်ကနေပြီးတော့လည်းပိတ်ပစ်ထားလိုက်ပါတယ် သူကမမတာနဲ့သူ့ရဲ့တမီးလေးနှစ်ယောက်လုံးကိုလမ်းကနေမြည်တဲ့အတွက်ဖယ်ရှားပြင်လိုက်သွားပြီလို့လည်းယုံကြည်နေခဲ့ပါတယ်။အတံမလာတွေကိုကြားခဲ့ရတဲ့အခါမှာမနုအိယာကနေနှိုးထလာခဲ့ပြီးအပြင်ကစကားတွေကိုလည်းကြားသွားခဲ့ပါတယ်။သူကလည်းသူညီမလေးကိုနှိုးပြီးနောက်မှာတော့ခရင်ပေါက်ဖွင့်ပြီးအနောက်ကနေထွက်ပြေးသွားခဲ့ကြပါတယ်။ဒါပေမဲ့ရိုဟန်ကတော့ဒီအကြောင်းတွေကိုချက်ချင်းသိရှိသွားခဲ့ပါတယ်။လူဆိုးကတောအုပ်ထဲကိုပြေးလိုက်လာခဲ့တဲ့အချိန်မှာညီမနှစ်ယောက်လုံးကတော့လဲစားဖို့အတွက်လမ်းတလမ်းစီကိုသွားခဲ့ကြပါတယ်။ ဒီလိုနဲ့အခုဆိုရင်တော့ဒါတွေဖြစ်ဖြတ်ခဲ့တာနှစ်20ကျော်ကြာမြင်သွားခဲ့ပါပြီ။တန်နူးရေပြေပြေပြေနေပြေဘာဖြစ်တာလဲမမေးအစဉ်ပြေရဲ့လား။အေးပါသမီးလေးရဲ့အစဉ်ပြေပါတယ်။အိမ်မက်ဆိုမှလို့ပါကွယ်ဘာမှမဖြစ်ဘူးအိတ်အိတ်သမီးပြန်အိတ်တော့အခုဆိုရင်တော့မန်နူကဆန်နဲ့အရွယ်ကလေးလေးတယောက်ရဲ့အမေဖြစ်လို့နေခဲ့ပါပြီ။သူ့ရဲ့သမီးလေးရင်ကီကိုသူကတော့ချောသိမ့်နေခဲ့ပါတယ်။မမေသမီးတငယ်ချင်းတွေနဲ့အတူတူအပြင်ထွက်ဆောက်လို့ရလိုင်း။အေးအေးအေးသွားသွားဒါပေမဲ့အမေအဆုံးအိမ်ကိုပြန်လာခဲ့ရမယ်နော်။ဟုတ်ပြီလားသမီး။ဟုတ်ကဲ့ပါမမေ။ ရင်ကီကလည်းသူ့ရဲ့တငယ်ချင်းတွေနဲ့အတူတူသွားစောင့်နေခဲ့ပါတယ်။ဒီအချိန်မှာကောင်လေးတယောက်ကသူ့ရဲ့လက်တွေကိုကြည့်ပြီးတော့သူ့ကိုမေးလိုက်ပါတယ်။ရင်ကီရဲ့နေရာလက်မှာဒီပုံစံဘသူဆွဲထားပေးရလဲ။အယူရဲ့ဒါကိုဒန်းဆိုးတယ်လို့ခေါ်တယ်။ငါ့မိကိုယ်တိုင်ကဆိုးထားပေးရလိ။ငါ့ကိုပြပောင်း။ဘာဖြစ်လို့လဲဟာနင်ဘာလို့အခုလိုပြောနေရတာလဲ။ငါ့ရဲ့အတားမိုက်ဆီယာမလက်ထဲမှာလည်းနင်းတဲ့တပုံစံနဲ့တူတယ်။ဒန်းဆိုးထားတာမနေ့ကတွေ့ခဲ့တယ်လေ။လက်တစ်ဖက်မှာနှစ်သမီးပုံနောက်ထပ်လက်တစ်ဖက်မှာကြာတော့နှစ်သားပုံဆွဲထားတာ။ ။ဘာတွေပြောနေရလဲဒီပုံစံကိုအမေတယောက်တည်းကပဲဆွဲပေးတတ်တာ။ဒါဆိုရင်တော့နေငါနဲ့အတူတူငါအိမ်ကိုလိုက်ခဲ့လေ။ဘာဖြစ်လို့လဲ။ငါအမေကိုမေးကြည့်မလို့ပေါ့။အဲ့ဒီပုံစံဒီဇိုင်းကိုဘယ်ကနေတင်ယူခဲ့တာလဲဆိုတာကိုလေ။ငါအိမ်ကဒီနားလေးမှာပဲရှိတာလိုက်ခဲ့အောင်။အမေကိုပြောပြီးတော့နင်းကိုတရတီးဖြော်ရည်လဲဖြော်တိုက်အောင်မေးလေ။ဒါဆိုရင်တော့ငါအရောက်နောက်ကျသွားလိမ့်မယ်။ငါအိမ်လဲပြန်ရမှာ။ဒီလိုနဲ့ရင်ကီးကလည်းသူတငယ်ချင်းကိုအိမ်အထိခေါ်ဆောင်သွားခဲ့ပါရီရင်ကီးဟင်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာသူတငယ်ချင်းကတခါပြန်အံ့ဩသွားခဲ့ပါရီ ဆီယမဆီယမဒီမနေရလားဆီယမတန်နီရှာဒီမနေရပေါ့နော်မဟုတ်ပါဘူးတာလီရဲ့အန်တီနမေကတန်နီရှာမဟုတ်ဘူးမနီရှာပါနင်အခုတော့ကတန်နီရှာလို့ပြောလိုက်တာလားအော်တောင်းပန်ပါတယ်အတော်ရဲ့ကျွန်တော်ရဲ့အတန်းမိုင်ဆီယမနမေကတန်နီရှာလီသူကအတော်နဲ့အတော်လေးဆင်တူတယ်တိလားဒီနောက်တမငိုလိုက်ပါတယ်မမနေရလဲသူကဘယ်မှာလဲနင်တိလားသူအခုဘယ်မှာရှိလဲတားတော့မသိဘူးဒါပေမဲ့မမေကတော့ကောင်းကောင်းသိတယ်တားနဲ့အတူတူလိုက်ခဲ့လေ အင်ကိုလိုက်ခဲလိုက်ပါအမေကပြောပြလိုက်မယ်။မနူးကလည်းအမြန်ဆုံးကားထုတ်ပြီးနောက်မှာတော့ကောင်းလေးနဲ့အတူတူသူ့အင်ကိုလိုက်သွားလိုက်ပါတယ်။နိုင်အင်းငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့သူကသူ့ညီမလေးရဲ့အင်အရှိကိုရောက်ရှိသွားခဲ့ပါတယ်။တကားပေါ်တီးလိုက်တဲ့အခါမှာတော့အရှိမသူ့ရဲ့ညီမလေးရဲ့နေရာကိုတွေ့လိုက်ရပါတော့တယ်။သူ့ရဲ့လက်မှာလည်းသူ့ညီမနေရာငငယ်တုန်းကသူ့အမေဆိုထားပေးခဲ့တဲ့ပုံစံအတိုင်းတန်းဆိုထားတာကိုတွေ့ခဲ့ရပါတယ်။နှစ်ပေါင်း20ကျော်မှညီမနေရာတယောက်နဲ့တယောက်ပြန်လည်တွေ့ဆုံခဲ့ကြရတာပါ။ နှစ်ယောက်လုံးကလည်းတယောက်ကိုတယောက်ပြန်လဲတွေ့ဆုံခွင့်ရခဲ့တဲ့အခါမှာတော့အံ့အားသင့်ကုန်ကြပါရဲ့သူတို့နှစ်ယောက်ဘလောက်တောင်မှပြောရွှင်နေလဲဆိုတာကတော့သူတို့နှစ်ယောက်ပဲသိနိုင်ပါရဲ့နှစ်ယောက်လုံးကလည်းတယောက်ကိုတယောက်ဖတ်ပြီးတော့အလွမ်းအတန်နေခဲ့ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်